မင်္ဂလာပါရှင်ကျမတီကားပါဒီနေ့ပေါ်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အနောက်တောင်ဘုတ်တုံးလေးအားလုံးကောင်းလာတာကြောင့်ဒီနေ့ကစလို့လာမယ့်9ရက်အတွင်းမှာမြန်မာနိုင်ငံတွမ်းလုံးမှာနေရာအနှံ့မိုးရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးသည်ထန်တာဒေသအလိုက်မိုးကြီးတာနဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသမြန်မာရန်ကုန်ဌာနကွဲက24ရက်6လ2025ရက်နေ့ညနေ4နာရီချိန်မှာအသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းမြင်းကလေးသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ24ရက်နေ့မြန်မာစံတော်ချိန်9:42မိနစ်28စက္ကန့်အချိန်မှာတော့ကဘာရေးမြင်းကလေးစခန်းကနေအနောက်တောင်ဘက်938မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံရဲ့ပြင်ပ နီကိုဘာအိုင်လန်အိန္ဒိယရေဂျင်မြောက်လက်တီကျူ9.3တခွတ်ဒီဂရီအရှိတောင်ကြီးကျူ93.95ဒီဂရီအနက်10ကီလိုမီတာခန့်ကိုပဟိုပြူကအင်အားရတာစကေ9.3ညအစင်းရှိတဲ့အင်အားအတင်းတင်းရှိတဲ့မြေတွေတခုလှုံရှားသွားကြောင်းတိုင်းထွာရရှိခဲ့တယ်လို့မလို့သားနယ်စလားဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းအထူးမလို့သားသတင်းကိုဖော်ပြပေးကြပါမယ် 2025ခုနှစ်ဇွန်လ24ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွာချက်တွေရကပ္ပလီပြည်လဲပြင်းနဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာမုတ်တုံလေအားကောင်းရာကနေအားလုံးကောင်းနေတာကြောင့်လကောက်အရှိဘက်ကရွေရှားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်ကြောင့်လကောက်အနောက်ဘက်ကရွေရှားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်ကြောင့်လကောက်ဒီနေ့ညကနေ30ရက်6လ2025အတွင်းမှာတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ပြည်ပပြည်နယ်မှာနေရာကျကျနဲ့နေပြည်တော်ရောင်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီး စကန်တိုင်းဒေသကြီးထပ်ပါ ER တိုင်းဒေသကြီးတရနာတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွားပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးပါမယ်။မြမကန်ရံတက်လျှောက်နဲ့ကမ်းတော်ပင်လယ်ပြင်မှာတစ်ခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးသက်လေပြင်ကြာရောက်စဉ်မှာတော့ရေပြင်မြေပြင်လေပြင်ဟာ ာရီကို35မိုင်ထိတိုက်ခတ်ပါမယ်။လှိုင်းမြာမကန်ရန်တက်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ17ဘေးကနေ13ဘေးကရှိပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးတဲထန်စွာရွာသွန်းလာတဲ့နေ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထကြုံတာမိုးကြိုးပြစ်တာလျှင်စီးလက်တာမိုးတိကျွေတာရဲရဲရည်ကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရွက်နေတွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရည်ကြီးရရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းတော်လာရင်လေချောင်းပြန်တိုင်းရင်နဲ့ဆယ်မြောင်း ဒမန်တွေအနေနဲ့လည်းလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းဂျွန်လ25ရက်နေ့အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်အသင်းတွေကနေတိမ်ထူတက်ပြီးတော့မုတ်တုံလေဟာအာအသင်းတွေကနေအားကောင်းပါမယ်။ပင်လယ်ပင်အခြေအနေကတော့တဲနာရီကမ်ရာ၊ရခိုင်ကမ်ရာမြို့ဝကျုံပေါ်ဒေသတွေနဲ့မိုးဒမောက်ခွေဘက်မှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနားရီကိုဆင်မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းသင်တဲ့ရှိပါမယ်။မိုးချိန်တွေဟာစကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းမကွေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့ မိုးပြင်းနဲ့မှာတော့နေရာအနှံ့ပြောင်းမှုထစ်ကြုံရွာသွန်းပြီးတော့နေပြီးတော့ Skydive အောက်ပိုင်း Manly တိုင်းတရဲနာရီတိုင်းရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်မှာတော့နေရာစိတ်စိတ်မှုထစ်ကြုံရွာသွန်းပါမယ်။ Skydive အထက်ပိုင်းရန်ကုန်တိုင်းပဲခူးတိုင်း AR တိုင်းမကွေးတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြင်းနယ်တွေမှာနေရာကွက်ပြီးတော့မှုကြည့်ပါမယ်ရှင်။ဆက်လက်ပြီးတော့လေချင်းမိုင်ကနေအိမ်မှာရှာရှာပါပါခေါင်းနှလုံးပါတဲ့မွေကိုတွေ့ရှိတဲ့အကြောင်းဖော်ပြပေးပါမယ်။ချင်းမိုင်ကဟန်တောင်ခရိုင်မှာရှိတဲ့နေတလုံးမှာမိသားစုတစုက ရှားပါတဲ့ကောင်နှလုံးပါတဲ့မွေးအသေးတကောင်ကိုဂျွန်လာ24ရက်မှာတွေ့ရှိလာပါတယ်။တချို့ဒေတာတချို့ကဒေတာကန်တချို့ကတော့ဒါဟာကန်ကောင်းကျင့်ရဲ့နမိတ်ဖြစ်နိုင်တယ်လို့ယုံကြည်နေကြပါတယ်။ဒင်းမွေကိုနောက်တောင်မြို့နယ်ကွဲကအိမ်မက်40နှစ်မှာရှိတဲ့မိသားစုတစုကတွေ့ရှိတာပါ။ ဖယားမျိုးကနေပြန်လာပြီးတဲ့နောက်အဝိပီတို့တခုကိုတန်ရှင်းလုပ်နေတော့မိသားစုဝင်တအုပ်ဖြစ်တဲ့ဝီလိုင်ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။အသက်မရှိတော့တဲ့ဒီမွေကတော့အရှိ40စင်တီမီတာရှည်ညပြီးတော့အဝါနဲ့အနက်ရောင်ပါဝင်ပါတယ်။သူ့ရဲ့ထူးခြားဆုံးအချက်ကတော့မွေဟောက်ခေါင်းလိုပြားချက်နေတဲ့ထင်ရှားတဲ့ခေါင်းနှလုံးပါဝင်နေတာပါပဲ။ မွေးကအသေးဆုံးနေပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကပျော့နေတော့ဖြစ်လို့မကြသေးခင်ကမှသေဆုံးသွားတယ်လို့ယူဆပါရတယ်။အဲဒီလိုထူးထူးခြားခြားတွေ့ရှိတာကြောင့်ဆက်စုတဲ့အိန္ဒိနာချင်းတွေကချက်ချင်းပဲစိတ်ဝင်တစားရောက်လာကြပါရတယ်။ဒေသခံတချို့ကဒီရှားပါမွေဟာအိမ်ပိုင်ရှင်တွေအတွက်ကံကောင်းခြင်းတွေယူဆောင်လာပေးမဲ့နမိတ်တစ်ခုအပြင်မှတ်ယူနေကြပါရတယ်။ဆက်လက်ပြီးတော့မလေးရှားမှာချင်းမျိုးသားတအုံကတိုက်ခံရလို့တည်ဆုံတဲ့အကြောင်းဖော်ပြပေးပါမယ်။ နေရနိုင်ငံဂျာလန်မှာတော့ချင်းမျိုးသားတအူဂျွန်လ20ရက်မှာကားတိုက်ခံရလို့သေဆုံးသွားပါတယ်။ဒီလိုကားတိုက်ခံရတဲ့သူဟာစကိုင်းတိုင်းကလေးမျိုးနဲ့ဂျာအင်းကြီးရွာသားဖြစ်ပြီးတော့မလေးရှားဆက်ထန်ခရစ်ယာန်အသင်းတော်ကအသင်းဝင်ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့ဂန်ကောမျိုးနဲ့မှာခိုက်ရန်ဖြစ်ပွားခဲ့ရကနေမျိုးသားတအူတပ်ဖြတ်ခံရတဲ့အကြောင်းဖော်ပြပေးပါမယ်။မကွေးတိုင်းကန်ကောခရိုင်ဆိုင်းတူကြီးရွာကအသက်50ဝန်းကျင်ရှိတဲ့ဦးဖြိုခွေးကတော့ဂျွန်လ19ရက်မှာခိုက်ရန်ဖြစ်ပွား ဂျွန်လ19ရက်မှာခိုက်ရန်ဖြစ်ပွားရာကနေဓာတ်နဲ့နှိမ့်သက်ခံရတယ်လို့ဒေသခံအနေထားကသိရပါဗျ။ဒီခိုက်ရန်ဖြစ်ပွားတာမှာကျူးလွန်တဲ့သူဟာမြန်မာနိုင်ငံအောက်ပိုင်းဒေသကနေရွှေနယ်ကိုပြောင်းရွှေ့လာပြီးတော့စိုင်းတူကြီးဝအနောက်ဘက်မှာရှိတဲ့အုပ်ပုံမှာအလုံးလုံးနေတဲ့အသက်50ဝန်းကျင်ဦးစန်းထွန်းလို့သိရပါဗျ။ဒီကိစ္စနဲ့ပတ်သက်လို့စိုင်းတူရွာကအမျိုးသမီးတအူးကတော့ကျမအစ်ရဲ့အဖေပဲ။သူကချိန်ထိုးပြင်ဆွဲဖို့သွားတာ။ အခုတက်တဲ့သူနဲ့အသက်ခံရတဲ့သူကငဘုတ်တဲကဝင်ထွက်နေကြအသေးသေးပါပဲ။ရွာရဲ့နောက်ဘက်မှာအုပ်ဖို့ရှိတယ်။ဒီအုပ်ဖို့မှာအလုံးလုံးနေတဲ့အောက်သားတက်တာပါ။လေကိုလှိပြီးတော့ရရရမရှိအောင်တတ်ထားတာလို့ဆိုပါရယ်။အခင်းမပြစ်ပွားမီသူတို့နှစ်ယောက်ဘလို့ဖြစ်တယ်ဆိုတာသေချာမသိရပါပဲ။ဘေးကတဲကလူတွေကသူတို့ရံဖြစ်ပြီးတဲ့နောက်စကားပြောတဲ့အနေပြန်မကြရတာကြောင့်ရွာကမျိုးတွေကိုတရင်ပါတော့အိမ်ကားလူတွေလိုက်သွားမှအသက်ခံရတယ်ဆိုတာသိရတယ်လို့ရှင်းပြပါရယ်။သေဆုံးသူအုပ်ဖို့ရဲ့ရုံလောင်းကိုတော့ဖျောက်ထားပြီးတော့ ချစ်ရလက်ရရစနစ်တကျအကုန်ဖျောက်ထားပြီးမှတရက်ခန့်ကထွက်ပြီးသွားလို့ဆိုပါတယ်ပြစ်မှုကျိုးလို့သူဦးစန်းထွန်းကိုတော့သက်ဆိုင်ရာအုပ်ချုပ်ရေးလုံခြုံရေးကာကွယ်အဖွဲ့တွေကရှာဖွေနေစဲဖြစ်ပြီးတော့သူ့ရဲ့အမျိုးသမီးကိုတော့ထိမ့်သိမ်းထားတယ်လို့သိရပါတယ်တင်းဆုံးသူရဲ့ရုပ်လောင်းကိုတော့ဂျွန်လ20ရက်မှာမိသကြိုခဲ့ကြပြီးတော့ဂျွန်လ22ရက်မှာရက်လယ်ပြုတ်လုပ်သွားမယ်လို့နီးစပ်သူတွေထံကသိရပါတယ်ရှင် ဆက်လက်ပြီးတော့ရေကြီးခြင်းတတိပေးချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ25ရက်နေ့ဒီနေ့မိုးလက်နှစ်နာရီချင်းထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်7နာရီခွဲချိန်တိုင်းထွာချက်တေရချင်းနှင်းမြေဟာ Homeless မျိုးမှာရင်းမြို့ရဲ့စွန့်ရင်မှာအောင်ပြေဝက်ခံမှာရောက်ရှိပါရတယ်။အစောပိုင်းကတော့နောက်တစ်ရက်တည်းမှာရင်းမြို့ရဲ့စွန့်ရင်မှာတက်ကိုကျော်လွန်ရောက်ရှိနိုင်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မိုးလက်7နာရီခွဲချိန်တိုင်းထွာချက်တေရချင်းနှင်းမြေဟာဖောင်းမြေမျိုးမှာရင်းမြို့ရဲ့စွန့်ရင်ရင်မှာအောင်နှစ်ပေးကတ်မှာရောက်ရှိနေပါတယ်။အစောပိုင်းကတော့နောက်36နာရီအတွင်းမှာရင်းမြို့ရဲ့စွန့်ရင်ရင်မှာကိုရောက်ရှိပါမယ်။ ဒါကြောင့် homeless မျိုးနယ်နဲ့ဖောင်ပြင်းမျိုးနယ်အတွင်းမှာရှိတဲ့မြေကမ်းနီးနယ်မြေနေပိုင်နေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုနိုင်ဖို့နဲ့မြေရတက်လာရင်အချိန်မီရှောင်ရှားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဂျွန်လ26ရက်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်သင်းတွေကနေတည်ယူတတ်ပြီးတော့မုတ်တုံလီဟာအာသင်းတွေကနေအားကောင်းပါမယ်။ပင်လယ်ပြင်ခြေနေကတရနိုင်ကရရခိုင်ကရမြို့ဝကျော်ပေါ်ဒေသနဲ့မုံမကွေးဘက်မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအိကိုဆင်မိုင်ကနေ -20 ခန်းတိုက်ခတ်ပြီးတော့လှိုင်းသင်းတွေရှိပါမယ်။မိုးချင်းတွေဟာစကိုင်းတိုင်းရောင်တိုင်း AR တိုင်းတရနိုင်တိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ပြည်ပြည်နယ်နဲ့မုံပြည်နယ်မှာနေရာအနှံ့ပြမုတ်တုံကျော်ရွာတော့ပြီးတော့နေပြီးတော့မန်နေတိုင်းဒေသကြီးပဲခူးတိုင်း မကွေးတိုင်းကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာနေရာစိမ့်စင်မိုးထက်ကြုံရွာသွားပါမယ်။စကိုင်းတိုင်းအောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းနဲ့ချင်းပြည်နယ်မှာတော့